ပြည်သက်အခိုင်အမာရရှိထားတဲ့ဆိုပြစ်သစဉ်အညီမဖြစ်တဲ့ဆိုမျက်နှာနိုင်လူပညာလှူရှာမှုနဲ့ကိုကြီးကျောင်းအားလုံးပဲမင်္ဂလာပါ MSNDOS New Channel ကနေကြိုဆိုပါရစေ။လူပညာမိသားစုဆိုမျက်နှာနာကမင်းသမီးဆိုမျက်သူစားနဲ့ဆိုပြစ်သစဉ်တွေအညီမဖြစ်ပြီးညီမသုံးစလုံးမြမရုပ်ရှင်လောကမှာတည်တည်ထင်ရှားတယ်။လုံငယ်ပူပန်းဆောင်ရွက်မှုညီမရဲ့အတူမင်းသမီးကပိုးတဲ့တိုက်ကိုတီထောင်ကအဝိထေဒီဇိုင်းတွေကိုလင့်ထုတ်လင့်ရောင်းချခြင်းနဲ့စီဝိုင်းလောက်ကိုင်းနေတယ်။ ရုပ်ရှင်နဲ့ဇလန်တွေဆိုမြေနနာကရုပ်ရှင်ဆက်ကားခြင်းအပြင်ဇလန်တွေလည်းပါဝင်တင်ဆောင်လျက်ရှိရစုတစိတ်တဲ့ညီမဖြစ်သူဆိုပြတဲ့စင်ကမုံညအိမ်မက်မျိုးဆက်ကားနဲ့အကောင်းဆုံးမျိုးသမီးဆက်ဖို့ဆိုရရှိထားပြီးဆိုမြေနနာရဲ့အောင်မြင်မှုတွေကိုလည်းမိမောင်းထုတ်ထားတယ်။ Brighter လုပ်ငန်းနဲ့ညီမတွေကအလှူဒန်းလုပ်ငန်းတွေမှာတကြစွာပါဝင်နေဥပမာအဖြစ်ခပွဲချန်ကျောင်းမှာနေဆက်မရင်တို့နဲ့အတူပူပေါင်းပြီးအမှုပညာရှင်တွေရဲ့အခကျင်းွယ်တွေစုပေါင်းကပြည့်စည်လှူပြုခဲ့တယ်။ဆိုပြတဲ့စင်ကပညာရေးကိုဦးစားပေးခဲ့တဲ့အတွက် အနုပညာလုပ်ငန်းတွေယာယီရနာခဲ့ရတော့လဲဆိုမြတ်နန်တော်ညီမတွေကရခုကအနုပညာနယ်ပယ်သို့ပြန်လည်ဝင်ရောက်လျက်ရှိပါတယ်။ဒီဇိုင်းပညာဆိုမြတ်နန်တော်ကအချက်အပြုတ်အဝိထည်ဒီဇိုင်းစင်ချင်းစတဲ့ပညာရေးတွေကိုစိတ်ဝင်စားသူဖြစ်ပြီး၎င်းတို့ကိုစနစ်ကျလေလာနေပါတယ်။ရုပ်ရှင်နဲ့ဇလန်တွေရရခုခါရုပ်ရှင်ဇက်ကားကြီးနဲ့ဇလန်တွေမှာပါဝင်တရုပ်ဆောင်လျက်ရှိရစီးပွားရေးလုပ်ငန်းညီမရဲ့နဲ့တူအဝိထက်လုပ်ငန်းကိုဆက်လက်တိုးချဲ့ထူထောင်နေဆဲဖြစ်ပါတယ်။ဆိုမြတ်နန္ဒာကမိသားစုနဲ့တူအနုပညာစီးပွားရေးလူမှုရေးတို့မှာဗတ်ဆောင်ထူးချွန်စွာလှုပ်ရှားနေအနုပညာရှင်တအုပ်ဖြစ်တဲ့ သူမရိုးသားပြီးလူမှုကြိုပြုလှုပ်ရှားမှုကပရိသတ်အခြေခံမှုကိုရရှိစေခဲ့ပါတယ်။အနာဂတ်မှာမြန်မာနုပညာလောကရဲ့ထင်ရှားမျက်နှာတောင်းဦးဖြစ်ပြီးတော့ဆက်လက်တိုးတက်လာမည်လို့မျှော်လင့်ရပါတယ်။ဆွေမြတ်သူစားရဲ့အနုပညာဘဝနဲ့ကိုရီးယားဇဝင်နေ1982ခုနှစ်ဩဂုတ်လ31ရက်နေ့ရန်ကုန်မှာဖခင်ဘုံမှုဆုံးမြင်တဲ့မိခင်တို့ချင်းချင်းခင်တို့မှမွေးဖွားခဲ့တဲ့မွေးချင်းလျောင်းတဲ့အခြေဆုံးဖြစ်ပြီးညီမတွေမှဆုံးမြင်နေတာဆုံးမြင်ကလျာတို့ဖြစ်ပါတယ်။ ။ဝင်းခွဲညီမရေလည်းအမှုပညာလောကမှာထင်ရှားတဲ့ဝေးတင်တက္ကသိုလ်ရန်ကုန်မှာတမိုင်းဘာသာရပ်နဲ့ပညာသင်ယူခဲ့ပါတယ်။စာချောင်းနေရမှာရန်အောင်ရဲ့ချစ်တဲ့သမီးရဲ့တချင်းဗီဒီယိုမှာပေါင်ရင်တယောက်ဆောင်ခြင်းနဲ့စတင်ပြီး1989ခုနှစ်မှာရုပ်ရှင်တော့ကတော့ဝင်ရောက်ခဲ့ပါတယ်။ပထမဆုံးရုပ်ရှင်ဇာတ်ကားကဆောင်ရက်ကနာရဝတ္တီမှာရိုက်ကူးခဲ့တယ်။နာမည်ပြောင်းလဲသိစေတဲ့ဇာတ်ကားတစ်ခါကဇာတ်ကားမှာလည်းရိုက်ကူးခဲ့တယ်။ခေါင်းဆောင်မင်းသမီးဖြစ်ပထမဆုံးဇာတ်ကားအချစ်တော်ကို ပေးတော်မှာရိုက်ကူးခဲ့ပါတယ်။မြန်မာရုပ်ရှင်ထူးချွန်စု1994 နောင်ရင်မွေအကောင်းဆုံးမျိုးသမီးဇက်ဆောင်စု1998ရွှေနန္ဒာဆိုင်အကောင်းဆုံးမျိုးသမီးဇက်ဆောင်စု2023ဘယ်တော့မှအရှုံးမပေးဘူးအကောင်းဆုံးမျိုးသမီးဇက်ဆောင်စုအသီးသီးကိုရရှိခဲ့ပါတယ်2009 2008 2012 2018ခုနှစ်မှာဇက်ဖို့နဲ့ဇက်ဆောင်စုတွေကိုဇက်တိုက်ရရှိခဲ့ပါတယ်ကိုရီးယားနဲ့လက်ရှိအချိန်တွေ2000ပြည့်နှစ်မှာအမေရိကန်နိုင်ငံသားဦးမျိုးမင်းနဲ့လက်ထပ်ခဲ့ပြီးကယ်လီဖိုးနီးယားပြည်နယ်မှာ၃နှစ်ခန့်နေထိုင်ခဲ့တယ်။လက်ရှိမှာ Los Angeles မြို့မှာမလေးရှားစားသောက်ဆိုင်မှာလုပ်ကိုင်နေပါတယ်။ စီပွားရေးညီမရေးနယ်ပူပေါင်းပြီးမင်းသမီးပိုးတဲ့တိုက်ကိုဗဟန်းမြို့နယ်ရန်ကုန်မှာဖွင့်လှစ်ထားတယ်။အမှုပညာရှင်အမြင့်နဲ့လူမှုကြောင်ပူပေါင်းဆောင်ရွက်မှုအမြင့်စက်ဖို့နေရာမှာပောင်းရခြင်းကိုအမှုပညာရှင်တအုပ်နေဖြင့်အပြန်အလှန်အထောက်အကူပြုရန်အရေးကြီးတယ်လို့ခံယူထားပြီးခေလိုက်မကွန်လေးတို့ကိုဇက်ဖို့ပေးခဲ့တဲ့ကဲ့သို့ယခုကလကောင်းတို့အတွက်ဇက်ဖို့ပေးရန်ဝန်မလေးဟုပြောဆိုခဲ့ပါတယ်။ပရိသတ်နဲ့ဆက်ဆံရေးပရိသတ်ဝေဖန်မှုတွေကိုကြော်သွားလိုက်တယ်လို့ရှင်ညွှန်ပြီးအယုံမဆိုင်ပဲလုပ်ငန်းကိုဆက်လက်လုပ်ကိုင်းလျက်ရှိပါတယ်။၂၀၂၄ခုနှစ်ထိရုပ်ရှင်လောကမှာဆက်လက်ပါဝင်လျက်ရှိပြီးတော့ 2023မှာဗရောမရှုံးပိဥဆက်ကားနဲ့အကယ်ဒမီဆွေရရှိခဲ့ခြင်းကလကောင်းရင်နုပညာတည်မြဲမှုကိုသက်သေပြနေပါတယ်။အစုံနှစ်ဒီရှုနာဆင်ပြတဲ့ပရိသတ်အလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။